ဆရာဒေါက်တာဖြိုတီဟာရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့လူပြောနေတဲ့အချက်၅ချက်ဆိုရာလေးကိုတင်ဆက်ချင်ပါတယ်။ဒီစာကိုဖတ်ရှုခွင့်ပေးပါရန်ဆရာအာလီစာစွာခွင့်တောင်းလိုက်ပါတယ်ရှင်။စိတ်ပျော်ရွှင်ဖို့လို့ပြောလိုက်ရင်စိတ်နဲ့ပတ်သက်တာတွေပဲအရင်သတိရကြတာများတယ်။စိတ်ထားရဖို့လက်သင့်ခံတတ်ဖို့ဘာသာရေးဆုံးမတွေနိုင်ယူဖို့ဂျာနယ်လင်းရေးဖို့ စသဖြင့်ပေါ့အခုနောက်ပိုင်းဆိုရင်တော့ spiritual ဆိုပြီးတော့ပြောကြဒါတွေပါပိုခင်စားလာတယ်။ဒါတွေရေးမကြည့်ဘူးလားဆိုကြည့်ပါတယ်။သို့တော့မလုံလောက်သေးဘူးလို့ပဲပြောရမယ်။ဘာလို့ဆိုတော့စိတ်ဆိုတာတခုတည်းတသက်ရှိနေတာမဟုတ်လို့ပဲ။လူခန္ဓာကိုရှိတယ်၊သူရှင်တန်တဲ့ပတ်ဝန်းကျင်ရှိတယ်၊ပညာရေးစီးပွားရေးလူမှုရေးကိစ္စတွေရှိတယ်ဒီလိုဒဇုံလုံးခြုံငုံမြင်ထားမှစိတ်ကြမ်းမာရေးကိုလည်းပိုကြီးဆိုင်နိုင်မှာဖြစ်ပါတယ်။ဒါဖြစ်ရင်ဘာတွေလိုအပ်သေးလဲဆိုတော့ နံပါတ်1တနေ့တနေ့လှုပ်ဆောင်နေတဲ့အရာတွေစိတ်မပျော်ဘူးဆိုတဲ့သူတွေကို ကြည်လိုက်ရင်အများစုရဲ့ daily habit တွေကလွဲနေကြတာများတယ်အဲ့အိအစားမမှန်ဘူးအထိုင်များတယ်အလှူရှားမရှိဘူး screen time တိတ်များတယ်ရေတို့စိတ်ပျော်ဖို့အတွက်အရက်စဲလေးမှုရစေတွေနဲ့ထွက်ပေါက်ပေးတတ်ကြတယ်မှန်တယ်စိတ်နဲ့ရုပ်ကအပြန်အလှန်ဆက်ဆက်နေတော့စိတ်မပျော်ရင်လူကလည်းဘာမှမလုပ်ချင်တော့ဘူးအဲ့ဒီလိုနဲ့ဖြစ်တယ်လို့နေပါများတော့စိတ်ကပိုထိလာရော ဒါကြောင့်ဒီတန်တရာကို ဖြတ်တောက်ရမယ်။အဲ့ဒီအတွက်စိတ်ပျော်မှငါဓာတ်ရည်ပြင်မယ်လို့လုပ်လို့မရဘူး။စိတ်မပျော်စေတဲ့အကြောင်းတွေကအများကြီးမို့သူပျော်တဲ့အထိစောင့်နေလို့မရဘူး။အမူအကျင့်တွေကိုအရင်ပြောင်းပြီးမှစိတ်ပျော်လာအောင်လုပ်ရမှာဖြစ်ပါတယ်။ New York တက္ကသိုလ်က Neuroscientist ဒေါက်တာဝင်းဒီဆူဇူကီကိုမေးတယ်။အုံနောက်ကျန်းမာရေးအတွက်ဘာလို့တင်တယ်လဲတခုတည်းပြောပါဆိုတော့ပြန်ဖြေတယ်။ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားနေပါတဲ့။ ကိုရွိအတွေ့အကြုံရလဲအားကစားတစ်ခုခုလှုပ်ခြင်းအ ਨੇ စုံတစ်နှစ်ခြေလန်း6000လောက်လမ်းလျှောက်ပေးခြင်းကစိတ်ကို တော်လေးပော့ပါလန်းဆန်းစေတာတွေ့ရတယ်ဒါကြောင့်စိတ်ကျမ်းမာခြင်းရင်ပထမဆုံးလုပ်ရမယ့်လုပ်ကကိုယ့်ရဲ့ daily routine ကိုဂရုစိုက်ဖို့ပါပဲ။အဲ့အစားမှန်ပါစေ။ equality ရော quantity ပါမှန်မှ ရမှာပါမှန်ရမှာပါ။လှုပ်လှုပ်ရှားရှားနေတန်တန်ရှင်းရှင်းတက်တက်ရရနေဖုံးသုံးတာအထူးသဖြင့် social media shop အဲ့ဒီလောက်ဆိုရင်ကိုပဲစိတ်ကလေးကကြည်လင်လာတတ်ပါတယ်။နံပါတ်1ငွေရေးချေးရဲ့အစဉ်ပြေမှုဒီအကြောင်းဒီလိုကာလမှာပြောရတာအနာပါတယ်။ကိုချမ်းသာဖို့အရေးပါမစို့လှုပ်ဖို့ဝင်မလေးသူတွေလည်းပေါ်တဲ့ပေါ်လာတော့ငွေနဲ့ပတ်သက်လာရင်စိုးမြင်စိတ်တွေပိုများလာကြတယ်။သို့တော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုမှာငွေဟာအေးပါတဲ့အခန်းကဏ္ဍမှာရှိနေတယ်ဆိုတော့အဲ့ဒီဟာကိုတော့အမြဲတရားဖို့လိုတယ်။အထူးသဖြင့် အခုချိန်မှာကျွန်တော်တို့ရဲ့စိတ်အစဉ်မပြေမှုအများစုဟာငွေကြေးပြဿနာကနေလာတာကိုတွေ့ရမယ်။ Financial fitness အကြောင်းကလည်းရေးမယ်ဆို တပုတ်တက်တက်တောင်းရေးလို့ရတယ်ခက်တူတူပြောရရင်တော့ငွေရှာနိုင်စွမ်းကိုမြင့် အမြဲမပြတ်သင်ယူအလုပ်ကိုလုံးနဲ့တူအောင်လုပ်လိုအပ်တာနဲ့လိုချင်တာကိုခွဲခြားအများအထင်ကြီးအောင်သုံးပြတာမျိုးမလုပ်နဲ့ငွေရှာရတာကိုလည်းမရှက်နဲ့တမအားစီးပွားဖြစ်ဖို့ပဲအရေးကြီးတာ။ ငွေကလည်းပျော်ရွှင်မှုကိုဝယ်မပေးနိုင်ဘူးဘာညာတွေမိထားလိုက်။အဲ့ဒါအရန်ချမ်းသာတဲ့သူတွေငွေကြောင်းဖုတ်တဲ့တခြားအကြောင်းရင်းတွေကြောင့်စိတ်ဆင်းရဲရတဲ့အခါပြောတဲ့စကားကိုနဲ့မဆိုင်သေးဘူး။နံပါတ်3ကလူမှုဆက်ဆံရေးမိသားစုအိမ်နာရေးတမိရေးစားတငယ်ချင်းစတဲ့ဆက်ဆံရေးတွေအားလုံးကို ဆိုလိုတယ်။ Harvard တက္ကသိုလ်ကလည်းနှစ်ကာလမြောက်များစွာလုပ်ခဲ့တဲ့သူ့တည်တနာတစ်ခုရှိတယ်။ဘယ်ယာတွေကလူကိုပျော်ရွှင်စေသလဲ။ဘယ်ချက်ကလူတွေကို အသက်ရှင်စေသလဲတဲ့။ လေ့လာတဲ့အခါထိတ်ဆုံးမှတွေ့ရတဲ့ချက်က social connection နဲ့လူမှုကွန်ရက်တွေပေါ်ကအပေါ်ယံဆက်ဆံရေးတွေကိုပြောတာမဟုတ်ဘူးတကယ်ပြင်ပဘဝကဆက်ဆံရေးတွေကိုဆိုလိုတာသတိထားကြည့်လိုက်ရင်လည်းအလွယ်သိနိုင်ပါတယ်အိမ်အတွင်းအိမ်ပြင်ဆက်ဆံရေးအဆင်မပြေတဲ့သူကအမြဲပူလောင်နေရတတ်တယ်လူမှန်ရင်အတိုင်းဝိုင်းနဲ့နေခြင်းနဲ့သူကြည့်ပဲကိုယ့်ရဲ့ကျင့်စရိုက်ကြောင့်ပဲဖြစ်ဖြစ်အတွေးခေါ်ကြောင့်ဖြစ်ဖြစ်စိတ်နေစိတ်ထားကြောင့်ဖြစ်ဖြစ်အများနဲ့အဆင်မပြေလို့တင်းကွဲဖြစ်လာတဲ့အခါ နေရတာမပြောတော့ဘူးလောကကို စိတ်အချင်းပေါက်ဘူးရွဲ့တိုင်းနဲ့အချင်းတွေပို့ပို့ဆိုးလာတော့တယ်နမက်လေးရှင်တန်ရတဲ့ရည်ရွယ်ချက်မနက်နိုးလာတဲ့အခါငါဒီနေ့ကိုဘအတွက် နိုးလာတာလဲငါဘာတွေလုပ်ရရှိတယ်လဲအဲ့ဒါကိုတေချာသိနေတဲ့သူဘန်းနိုင်တစ်ခုစီရှောက်လန်းနေတဲ့သူကပူပျော်ရွှင်ရတယ်အဲ့ဒီ sense of purpose ပျောက်သွားတာနဲ့ဘဝကလဲထွက်သွားတော့တာပဲပတ်စံရှိလည်းမပြောတော့ဘူးမိသားစုနဲ့အစဉ်ပြေတငယ်ချင်းတွေနဲ့ပြောနေလဲခဏပဲ ဒါကြောင့်ဘလို့အခြေအနေပဲဖြစ်ဖြစ်အတုံးဝင်အောင်နေကိုကူကူအာအာမထားနဲ့ပက်ဆံရတဲ့အလုံးမှမဟုတ်ဘူးအများအကျိုးပြုနေတာဖြစ်ဖြစ် ကိုဝါသနာပါရာလေးလုံနေတာဖြစ်ဖြစ်ရတယ်အတ ିକ ကတကူကူမှအော်ကူပိုင်းဖြစ်နေဖို့ပဲနမတ်ငါကပြဿနာဖြစ်ရှင်းနိုင်စွမ်းပြဿနာကိုရှောင်ပုံးပြီးစိတ်အထားတက်အောင်ပဲစူးစမ်းနေခြင်းကရေရှည်အတွက်အပြည့်မဟုတ်ဘူးငွေကြေးအစင်မပြေလို့စိတ်စင်ရဲနေပါတယ်ဆိုပူကောင်းမှုဖြစ်လာတာပါထိုင်တွေးနေုံနဲ့ဖယ်ရမလဲ ။ငွေကြီးအဆင်ပြေလာအောင်ဘယ်လိုလုပ်မလဲစဉ်းစားရမှာပေါ့။လှုပ်ဆောင်ရမှာပေါ့။ဆိုရင်ပူပန်မှုကြောက်ရွံ့မှုစိတ်ဖိစီးမှုစတဲ့ negative emotion တွေဆို လူတွေကမလိုချင်ကြဘူး။အပီးပိုင်းပြောက်ွယ်ခြင်းနဲ့တကယ်ကဒါတွေကလည်းအရေးကြီးတဲ့ခံစားချက်တွေဖြစ်ပါတယ်။စဉ်းစားကြည့်စိတ်ပူပန်မှုတာမရှိရင်ကြောက်စိတ်ဆိုတာမရှိတော့ရင် စိတ်မဖိစီးတတ်တော့ရင်ဒုက္ခအကြီးကျယ်ရောက်သွားလိမ့်မယ်။နေပကောင်ဖြစ်မှာစိတ်ပူလို့ ကျမ်းမာရေးဂယုစိုက်တာလေအာနာရှင်တွေအုတ်ချုပ်ရင်အနာဂတ်တွေစုပ်ပြတ်ကုန်မှာကြောက်လို့တွန်းနံတာလေကိုထင်တယ်လို့ဖြစ်မလားလို့စိတ်ပီစည်းတယ်ဖြီးစည်းလို့ပြေလည်အောင် ဖြစ်ချင်းရဲ့ပြဿနာတွေပြေလည်သွားတာလေညတကောင်ကြီးဟာငါကိုရီးယားဇလန်တွေလည်းစုပ်အောင်မကြည့်ရသေးပါလားဆိုပြီးထပူပန်တဲ့သူရှိလို့လားတဲ့မရှိဘူးလေဘာလို့ဆိုတော့အေးမှမကြည့်တာဒါကြောင့် negative emotion တွေဟာကို့ဘဝမှာအာယုံဆိုင်တင်တာတွေကိုမိပေါင်းထုတ်ပြနေတယ် ကိုကိုကာကွယ်ပေးနေတယ်လို့လည်းပြောလို့ရတယ်ဒီတော့အရှင်ပြောင်းမသွားစေခြင်းနဲ့ short ပဲ short ချဒီလို short ချဖို့ကသူတို့မိပေါင်းထုတ်ပြနေတဲ့ပြဿနာကိုပြေလည်အောင်ဖြေရှင်းမှာပဲရမယ်တရားထိုင်လိုက်ပရိစိတ်လိုက် healing တွေယူလိုက်ဒါတွေတက်တက်နဲ့ပတ်ပြေးနေလို့မရဘူးခဏပဲရော့ချသွားမှာဖြစ်ပြီးအချိန်တန်ပြန်ပေါ်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကျန်းမာခြင်းနဲ့ဆိုစိတ်အတွက်တည်တံ့လို့ရတဲ့အချက်တွေအပြင်ဒီ၅ချက်နဲ့လည်းချိန်ထိုးကြည့်လိုက် ။ဒါဆိုကျမ်းမာရင်လည်းဘာကြောင့်ကျမ်းမာနေတယ်။မကျမ်းမမာမပျော်မရွှင်ဖြစ်နေရရင်လည်းဘာကြောင့်အဲ့ဒီလိုဖြစ်နေလဲသိကြသဘောပေါက်သွားပါလိမ့်မယ်။ပျော်ရွှင်မှုဆိုတာကိုယ်တိုင်လှုပ်ယူဖန်တီးရတဲ့အရာမို့အချိန်တွေကိုလည်းထိုင်မဆောင်နဲ့။ဒူးတယောက်ကလှုပ်ပေးမှာကိုလည်းမမျော်လင့်နဲ့။ငါစိတ်ကျမ်းမာဖို့ဟာငါနဲ့အဓိကဆိုင်တယ်လို့သဘောထားပြီးပြောင်းလဲကြည့်စီတင်ပါတယ်ဒေါက်တာဖြိုးတီဟာ9ရက်3လ2025